အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အပြန်အလှန်ကုန်သွယ်ခွန်တိုးမြင့်မှုနဲ့ပတ်သက်ပြီးအာဆီယံအဖွဲ့အစည်းအနေနဲ့စီးလုံးညီညွတ်စွာတုံ့ပြန်ရေးအတွက်အထောက်ကြိုးပမ်းမှုတွေကိုမလေးရှားနိုင်ငံကဥဆောင်သွားမှာဖြစ်ကြောင်းမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောကြားခဲ့တယ်လို့ Nikkei Asia ကဖော်ပြခဲ့ပါတယ်။အာဆီယံဥက္ကဋ္ဌအနေနဲ့မလေးရှားဟာစီးလုံးညီညွတ်တဲ့ဒေသတွင်းတပ်ဦးတစ်ခုပေါ်ပေါက်လာစေဖို့ပွင့်လင်းပြီးခံနိုင်ရည်ရှိတဲ့ထောက်ပံ့ရေးကွင်းဆက်တွေကိုထိန်းသိမ်းဖို့နဲ့အာဆီယံရဲ့စုပေါင်းအလံကိုနိုင်ငံတကာကရှင်းလင်းပြသစွာကြားသိနိုင်ဖို့အထောက်ကြိုးပမ်းမှုတွေကိုဥဆောင်သွားမှာပါလို့အန်ဝါက EP 6ရက်ညပိုင်းက Facebook အပါအဝင် ွင်သူ့ရဲ့လူမှုမီဒီယာ channel တွေမှာတင်ခဲ့တဲ့ဗီဒီယိုမင်ကိုမှပြောကြားခဲ့ပါတယ်တီဂျာ post တခုမှာလည်းအန်ဝါကဒေတာတင်းစူပေါင်းတုတ်ပြန်မှုနဲ့ပတ်သက်ပြီး BNN ဝန်ကြီးချုပ် Fanmin channel ဖုံးဆက်သွယ်ပြောဆိုခဲ့တယ်လို့ပြောပါတယ်အန်ဝါဟာ EP 6ရက်ကမလေးရှားနိုင်ငံကိုရောက်ရှိလာတဲ့အင်ဒိုနီးရှားသမ္မတပရာဘိုဝိုဆူပီယန်တိုနဲ့လည်းကုန်သွယ်ခွန်ကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့အခြား Facebook post တခုမှာပြောကြားခဲ့ပါတယ်အဖွဲ့ဝင်ဆယ်နိုင်ငံပါတဲ့အာဆီယံနိုင်ငံတွေအားအမေရိကန်ရဲ့အပြန်အလှန်ကုန်သွယ်ခွန်ကိုအစိုးရဆုံးခန်းစားခဲ့ရတဲ့နိုင်ငံတွေထဲမှာပါဝင်ခဲ့ပါတယ်ဗီယက်နမ်ဟာအခွန်နှုန်းတာ၄၀ 46ရာခိုင်နှုန်း၊ကမ္ဘောဒီးယားက49ရာခိုင်နှုန်း၊မလေးရှားက24ရာခိုင်နှုန်းစီနဲ့အမေရိကန်နဲ့အပြန်အလှန်ကုန်သွယ်ကုန်တွေတိုးမြင့်ခံခဲ့ရပါတယ်။အခြားဒေသတွေနိုင်ငံတွေလိုပဲမလေးရှားဟာအမေရိကန်ကိုလက်တော့ပြန်မဲ့အစီအစဉ်တွေကိုရွေးချယ်ခဲ့ခြင်းမရှိခဲ့တာပါ။အဲ့ဒီအပြင်မလေးရှားဟာအမေရိကန်ကွန်ဆူလီယားဘော်စီချက်ခွန်49ရာခိုင်နှုန်းတိုးမြင့်ခဲ့တယ်ဆိုတော့ Trump အစိုးရအဖွဲ့ရဲ့ပြောကြားချက်ကိုလည်းညှင်းဆိုခဲ့ပါတယ်။မလေးရှားပူပန်အုပ်ချုပ်ရေးမှူး Avadura Shit Gaffor ကလည်းမလေးရှားနိုင်ငံဟာကုန်သွယ်ကုန်ကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်နဲ့ညှိနှိုင်းနေတဲ့အခြေအနေမှာရှိနေဆဲဖြစ်ကြောင်းအမေရိကန်နဲ့ဆွေးနွေးမှုတွေပြုလုပ်ပြီး မှတ်သားလျင်ကုန်သွယ်ခွန်ကြောင့်ငွေကြေးဖောင့်ပွားမှုအပေါ်တက်ရောက်မှုတွေကိုလေ့လာဆန်းစစ်နိုင်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။